Thank you. ကျွန်တော်တောင်းရတယ်ဆိုလို့ရှိရင်တော့ဒီ izu ဘက်ကိုပါမှာပေါ့နော် izu ဘက်မှာကျွန်တော်တို့ကြိုအားလာမယ်တူတူ DMC ဖွဲ့ရဆိုင်ကမောင်းနေ brother တွေနဲ့အဲ့မှာစုံမယ်အဲ့ဒီကနေမှ izu skyline တိုင်းကျွန်တော် izu ဘက်ကိုရှောက်လဲမှာပဲဖြစ်ပါတယ်ဆွေးနေတူလိုက်ပါ ွဲလိုက်တာဗက်တီးရီးယားဆင်းရဲပြီ Sunset paints the horizon gold. Stories shared and secrets told. ဒီဂျပန်မှာဆိုရင်ဒီ၁၇လပိုင်းဆိုရင်ယာလီဥဒူးကနည်းနည်းစပြီးတော့အေးပြီဆိုတော့ နည်းနည်းတိတိပြဖို့အတွက်ဆိုင်ကစီရင်ကျွန်တော်ဒီခေါင်းစွတ်တွေပါပါလူလာရေပေါ့နော်ငယ်ကြီးတုန်းကတော့ကျွန်တော်ဝီလီဝတာမရှိဘူးပြောကြတာကျွန်တော်ဆောင်းနေဆိုတော့ရာဒီယိုလေးအေးပြီးဆိုတော့ကိုနေနည်းတိတိပြဖို့အတွက်ဘူးလို့ပြောရကျွန်တော်ထုံးစံအတိုင်းပဲပေါ့နော်ဒီမနက်စာကို7 lemon ပါပဲဒီနဲ့ဘန်ကယ်လေးနဲ့စားပြီးတော့ဆက်ပြီးတော့ပါတယ် ိုကံတွေရနေဖြတ်လာပြီးတော့ဟိုနောက်တစ်မျိုးပေါ့နော်ဒီပူဂျီမျိုးဖြတ်ရမယ်ပေါ့နော်အဲပူဂျီကိုဆက်ပြီးတော့ပေါင်းလာပါတယ်ပင်နေပြီးပညာအတိုင်းပဲရာပြီးဦးကဒီနေ့ကောင်းတော့ရမ်းမိုက်ပါတယ်ကျွန်တော်ကိုရှိမှမြင်နေရတာဆိုရင်လည်းပူဂျီတောင်းကြီးဖြစ်ပါတယ်ပေါ့နော်ဒီဗီဒီယိုထဲမှာမလို့သူကနည်းနည်းလေးပေးနေရပါတော့အပြင်းပါကြီးပါရမ်းလာပါဆက်ရလာပိုင်းဆိုတော့သူကနင်းနေလဲစကြနေပေါ့နော်ပူဂျီတောင်းမှာထိပ်ပိုင်းလေးတွေနင်းနေရောက်လာပြီ ကျွန်တော်တို့တွေဒီဆန္ဒလာပိုင်းကုံလောက်ဆိုရင်ဒီ Fuji Town ပေါ်မှာနေနေအကုန်လုံးဖွေးပြီးတော့အရန်လာပါတယ်။ရန်ရန်လေးလိုက်ပေါ့နော်။အဲ့လိုနဲ့ကျွန်တော် Fuji ကိုဖြတ်လာတယ်။ Fuji ပြီးတော့ကျွန်တော် Mamazu Mamazu ပြီးတော့ Mishima ပါနော်။ကျွန်တော် Mishima မှာရောက်တဲ့ကျွန်တော် C ဝင်ဖြည့်တယ်ဗျာ။အနက်ကဆိုင်းကျစီမဖြည့်ခဲ့ဘူးကျွန်တော်။ရှိသေးရဲ့ဆိုပြီးတော့ဒါပေမဲ့ရှိဆိုရင်တောင်ပေါ်တက်ရမှာဆိုတော့ကျွန်တော်ဒီ Mishima ပါပဲ။ဆိုင်းကျစီဝင်ဖြည့်လိုက်ပါတယ်။ 1080ပဲကြာ Okay ဒီမက်ဆီမမှာပဲဆိုင်ကယ်အစီဖြစ်ပြီးတော့ကျွန်တော်ဆက်ပြီးတော့မောင်းလာပါတယ်ဆိုင်ကယ်ကစီရအဲ့လောက်ကြီးမထည့်လိုက်အောင်ပြန်ဒီထောင်ကျော်လောက်ပဲကြာရင်ကျွန်တော်တို့ဒီ6 လီတာကျော်ကျော်လောက်ပဲကျွန်တော်ထပ်ဖြည့်လိုက်ရမှာနော်အဲလိုနဲ့ကျွန်တော်မစ်စီမာတဲ့အတိုင်းမျိုးတဲ့အတိုင်းဖြည့်လာပြီးတော့ကျွန်တော်ဒီဟာခိုးနဲ့ပဲကူသွားတာပေါ့နော်သူကဟာခိုးနဲ့ဆိုရင်ဒီကျဲဦးအမဲရှိတဲ့တောင်နေနဲ့ရှိပေါ့အဲ့ဘက်မှာဆိုရင်တော့ဒီသမောရီစီလိုရတဲ့ရေခဲကြီးလည်းရှိတယ်လေအားရှိဆိုတယ်ဒါပေမဲ့ကျွန်တော်အဲ့ဘက်ဒီမတော်ပါနဲ့ဒီဘက်တောင်ရှိတယ်သူကဘိုက်ကာသမားတွေပေါ့နော်ဆိုင်ကယ်သမားတွေရှိတယ်ဘိုက်ဘယ်ဆိုင်ဆိုတဲ့ဒီဆိုင်ကယ်သမားတွေရဲ့ဒီနေဗန်ပေါ့ ါ်တယ်ဆိုင်ပေါ်ရအိမ်မှာစုရဲတခုရှိတယ်အဲ့မှာဒူဂျီဝပရာဂါကြီးနဲ့ကျွန်တော်ချိန်ထားတယ်ဖြူသွားတာပဲဖြစ်ပါတယ်ကျွန်တော်ဒီလမ်းမှာဆိုရင်လည်းရမ်းလာပေါ့နော်ဒီဘက်ဘက်မှာဆိုပူဂျီတောင်ကြီးကိုမြင်နေရအဲ့လိုနဲ့ AC ပဲကျွန်တော်နားလိုက်မောင်းလိုက်နဲ့လမ်းမှာဆိုရင်လည်းဆိုင်ကမ်းမအများကြီးပဲတွေ့ရပါတယ်ဒီကျွန်တော်ပြောတဲ့ဒီဆိုင်ကမားရဲ့နေဗန်ပုံလို့ပြောတဲ့ဒီဆိုင်ပေါ့နော်အဲ့မှာဒီနေ့ကကျွန်တော်ကံကောင်းလာတာဒီမှာပွဲတစ်ခုရှိတယ် တို့ကပွဲဦးလာလာဒီတက်တက်လာလာတော့လူကြီးရယ်ပွဲဦးလာတာမဟုတ်ဘူးဆိုတော့သူတို့တက်တက်ကတည်းကပဲဆိုင်ကြီးရဲ့လူနေရာရှိတယ်ကျဲနေမှာပဲရပါဒီဆိုင်ကြီးပွဲဆိုတော့သူတို့အတွက်မှာတက်တက်ကွန်မြူတီကိုရှိရတယ်မှာဆိုင်ကြီးပြထားတာဗျာအဲ့ထက်ရောက်မှရမ်းမိုက်ပါရဲ့ကိတ်ကိုဖြတ်ပြီးတော့ကျွန်တော်လာရဲ့လာပြီးတော့ကျွန်တော်ဆိုင်ကြီးပတ်ကင်း ုတ်ကိုကြည့်တယ်မနော်သူတို့ပြိုင်နေပါပြီကျွန်တော်ဆိုင်ကယ်ကိုထိုးလိုက်ပါတယ်ကြည့်ပါဆိုင်ကယ်ကြီးမှာအများကြီးပဲများတယ်ဒီချက်ကြည့်မိမှာပွဲရှိတော့လေပုံမှန်ဆိုရင်တော့ဒီနေရာကဆိုင်ကယ်ကြီးအဲ့လောက်ကြီးအများကြီးပြဒီနေရာပွဲရှိတော့ဆိုင်ကယ်ကြီးအများကြီးများပါတယ်အဲ့လိုနဲ့ကျွန်တော်တို့ကျွန်ဘရာသာကြီးမလာကြီးကျွန်တော်ရှောက်ပြီးတော့တောင်းကြည့်မြောက်ကြီးပေါ့နော်ကျွန်တော်ရှောက်ကြည့်ရဲဆိုင်ကယ်ကြီးကိုရမ်းမိုက်ပါတယ်ဒီသူတို့တွေဒီဆိုင်ကယ်ကြီးကကိုယ်တက်တော့ကိုကြည့်မိတယ် ါဆိုရင်ဟွန်လာ၄တိုင်းပဲဘောနော်သူ custom လုပ်တာ။ရန်လာပါ။ဦးရှိမှာဆိုင်ရှိမှာဆိုရင်လည်းဆိုင်ကယ်ကြီးအများကြီးပဲအစုံမဲ့ brand ဆုံးရှိတယ်။အဲ့လိုနဲ့၆ကျင်းကြီးနဲ့ဒီဘိန်းလေးဆိုရင်ဒါတိတိလေးနဲ့နောက်စ monkey လို့ထင်တာဗျာ။ဒါပေမဲ့ဒီချင်းကြီးတော့ monkey လေးပါတယ်။တခြားအဝိုင်းလည်းရှိတယ်ဗျာ။ဘိန်းလေးတော်တော်ချစ်ဖို့တော့ခွန်မဆိုင်တိတိလေး။ဒါဆိုလည်း super poor custom လောက်ထားတာပေါ့နော်။ ဒီ super body ကစတန်လောက်တာနဲ့ပြင်နေတာစီးပြီးတထောင်လေးရောဆုံးမယ်ဒီဘက်မှာဆိုရင်လည်း Kawasaki ရောဂျပန်ဘိန်းနေတယ်ပြသူကစတန်လောက်တာဘိန်းရောရှေးပဲစီးရီလေးနေပါဒီဘိန်းနေဆိုရင်ရမ်းလာတယ်တွေ့ပြီးတော့ကစတန်လောက်တဲ့စိတ်ပိုင်းမျိုးလေးရောင်းတယ်ဒီဘိန်းဆိုလို့အကြီးပဲဆိုင်းပြဲစီးရအစာမြင်နေရတယ်တင်လို့နဲ့ဆိုင်းပြဲလေးလည်းသူအပွဲအများကြီးပဲလာကြတယ်ဘောနော်တပွဲပြီးတပွဲဦးကမှာဆိုကိုကြည့်တောင်းရင်ရှေးရမ်းလာတယ် ြင်လိုက်ပါတယ်ဒီလိုနဲ့ကျွန်တော်ကျင်းကျင်းနဲ့ခဏနေတော့ကျွန်တော်တို့တူကျော်ဘရာလာရရောက်လာเนาะသူတို့ရိဆိုဆိုင်ကေ6စီလောက်မတည်ဆိုင်ကေဒါဆိုရင် GS 1300ဟိုဘက်က290 CB 1000 RR ဖိနီရှယ်ပဲနောက်တစ်စီးဆို BMW S1000 RR MD010 ဟိုရှယ်ကြီးတိုင်းဖိနီရအောင် ကွဲလာရဲ့ဗျာအဲ့လိုနဲ့ဒီမှာပဲကျွန်တော်တို့တွေစကားပညာပြောပြောပြီးတော့သူဘရာဒါကြီးတည်းကဆိုင်ကယ်စီမပါလို့ဆိုပြီးသူတို့တွေစီတော့ပြီးပြန်ထည့်သေးတယ်ဗျာပြန်มาပဲအဲ့လိုနဲ့ကျွန်တော်တို့တွေဆိုင်တွေကိုတွားတာပေါ့ဗျာဒီစီဘစကားပညာပြောသေးတယ်ဗျာရှင်းပါပဲ ီးတော့ကျွန်တော်တို့ cycle တွေ light ကြည့် cycle တွေတော့တော့ sign ရှိမှဆိုလဲ cycle တွေ brand တွေဆိုမယ် Indian Kawasaki BMW Motokushi ပြီးတော့ RIF Enia ဘိုင်းနေပြီးတော့ Toyo ဘိုင်းနေအဆုံးမရှိရင်ဒါ bike ပါ aside ဒါဆိုရင်လဲ Enia ဘိုင်းပါနော် classic 650ရှိမှဆိုရင် battery ဘိုင်းနေတခြားတော့မရခဲ့အောင်ကျွန်တော်ဒါဆိုရင် KTM ရဲ့ စူပါဒုက်တောင်းတော့90နေအဲ့ဘာလဲငှားစီလို့ရတယ်အဲ့ဘယ်နည်းတနားယူဘလော့ဆိုပြီးတော့ copy ဝဲတောက်ကြတယ်ပေါ့ညကျွန်တော်တို့ဒီမှာပဲ copy တောက်ပြီးတော့ကျွန်တော်တပ်ပုံပိုင်းချောက်ရိုက်ပေါ့ဆိုင်နေရမ်းမိုက်ပိုင်းရဲ့ဆိုင်ကဆိုင်ဒီဆိုင်ကသမားရဲ့နေဗံပုံကိုပြောတဲ့နေရာပါဒီနေရာတော့ဆိုင်ကသမားကြီးသွားကြည့်တဲ့နေရာတစ်ခုပါဒီနေရာ ျွန်တော်တို့အဲ့မှာပဲ EC စကားပြော copy ပညာတောက်ပြီးတော့ဒီ Izu Skyline ဘက်ကိုသွားမှာပဲဖြစ်ပါတယ်။ Izu Skyline ဒီစိုက်ကတမားကြီးချိန်ရတဲ့တဲ့စိုက်ကစီလိုကောင်းတဲ့လမ်းကြောင်းတစ်ခုဖြစ်ပါတယ်ပေါ့နော်။ CIA ဘိန်းဆိုရင်လည်း CBR 1000အသုံးလုံးဖြစ်ပါတယ်ပေါ့နော်။ဘိန်းနေရာကိုရှယ်ကြီးရှယ်ကြီး ိတ်ဘိန်းကြီးနောက်ကနေကျွန်တော်ဘိန်းနဲ့နောက်ကနေလိုက်ပြီးတော့လိုက်ရမှာပဲဖြစ်ပါတယ်စင်ပြေဘီကတော့မောင်းကြည့်ပါမယ်လိုက်မှာပဲတည်ရမှာပါဒါပေမဲ့သူတို့လည်းအရင်ကြီးတော့အမြင်မမောင်းပါဘူးဖြည်းဖြည်းပဲကျွန်တော်စောင့်ခွန်ပါတယ် ဲ့လိုねကျွန်တော်တို့တွေအဲဆိုင်ကယ်စုရဲ့နေရာနေပြီးတော့ကျွန်တော်တို့ Isuzu Skyline တိုင်းနဲ့ပေါင်းလာတာဖြစ်ပါတယ်ဒီလမ်းမှာဆိုရင်ရမ်းလာပြန်ဒီညာဘက်မှာဆိုရင်လည်း Fuji တောင်ကြီးကိုနေရတယ်ပေါ့ဗျာဒီတောင်ဆောင်တိုင်းအဲ့လိုရောမောင်းနေမောင်းနေသူဖြိုးပြီးကျွန်တော်လည်းနောက်ပိုင်းလိုက်ရတယ်ပေါ့ဗျာဆိုင်ကယ်တွေကတော့ရမ်းမိုက်ပါတယ်ဒီလမ်းမှာဆိုရင်လည်းကျွန်တော်တို့ view point ကြီးရှိတယ်ဗျာ Fuji တောင်ကြီးကိုနေရတဲ့ view point ကြီး သူတွေရက်မထင်တာမငယ်ဘူးဖြုတ်တာဖြုတ်တာကိုလည်းနောက်ကနေလိုက်ရတယ်ပေါ့ဗျာဒီဆောင်းလေးလေးဝင်ပြီးတော့ကုချင်ရတော့ဆိုင်ကယ်စီးလို့အရန်ကောင်းတဲ့အချိန်ပေါ့ဗျာဒါပေမဲ့နောက်လာလောက်ဆိုရင်တော့အရန်အေးတဲ့အတွက်ဆိုင်ကယ်လည်းစီးဘူးတိတ်တော့စဉ်းစားရမယ်အမိသားရောက်ပြီးပြန်ကြရဘူးပြီးတော့ကြာဒီတောင်ဆောင်တိုင်းဒီ Isuzu Skyline လေးဒီဆိုင်ကယ်သမားတွေအကြိုက်နန်းတစ်ခုပဲဖြစ်တယ်ပေါ့ဗျာအဲ့လိုနဲ့ကျွန်တော်တို့မောင်းလာမောင်း ရှိမှာ guide လေးရှိတော့ကျွန်တော်ရိုင်းတော့မောင်းလို့မရဘူးညာအဲ့လိုနဲ့ကျွန်တော်လမ်းတော့မှာခဏနားရယ်အိမ်မှာလည်းဆိုင်ကြီးရဲ့ဖွဲ့ကြီးရှိပေါ့ဗျာဆိုင်ကြီးဖွဲ့ကြီးရောကားရောရပါကကွန်နာမာစဒီဂျပန်ဆိုင်ကြီးသမားတွေရောရှိတယ်ကျွန်တော်အိမ်မှာပဲဆိုင်ကြီးသမားကြီးနဲ့ပါကြပါဗျာဂျပန်ဘုရားရှိအိမ်မှာဆိုင်ကြီးသမားချင်းချင်းနေကျွန်တော်တို့ အလာပါတာလာပါပြောကြတော့ဗောဗျာ။အစောရဆိုင်ကနေခီတော့အတူဂရီနဲ့စီရရလေဒီတမျိုးဗောဗျာ။အလိုရဲ့ဟာလိုက်ကျော်ရီအလာပါတာလာပါပြောလိုက်ဗောဗျာသူကြောင့်ကြောင့်ဘာညာအဲ့လိုမျိုးတွေပြောကြဒီစင်ကအဖွဲ့နဲ့သွားတာလေဒီတမျိုးကျွန်တော်လိုမျိုးပဲတခါလေးလေကျွန်တော်ကတော့တယောက်ထွေးလေးတူးတာ ကြောက်တဲ့သွားတာတော့ EC ပေါ့ဗျာကိုရက်ချင်တဲ့စီရက်အားချင်တဲ့စီနာအဲလိုမျိုးပေါ့ဆိုင်ကြီးရတော့ဆုံးမယ် BMW R290 ပေါ့နော် R290 ပေါ့နော်ဒါကကျွန်တော်ရဲ့ vein ဒါတော့ BMW S10 RR MT010 CBR 1000 RR GA 1300 Avenger ပေါ့နော်ဘိန်းကြီးရတော့ share ကိုကတော့ရင် CF 250 really နဲ့နောက်ကနေဖြတ်လေဒီ zoo skyline မှာကဒီဝန်ကြီးပြရတယ်ဗျာအဲ zoo line skyline တိုင်းကျွန်တော်တို့ထပ်ပြီးတော့ခီးစက်မှာဖြစ်ပါတယ်ဒီ UTI ကတော့ကျွန်တော်တို့ဒီ zoo မှာရှိတဲ့ဒီတောင်စိတ်ကြီးပေါ့နော်မောက်ကိုမိုရိုဆိုတဲ့တောင်ပေါ်မှာဖြစ်ပါတယ်ကျွန်တော်ဆိုင်ရဲ့လမ်းတိုင်းကိုကျွန်တော် ိုဘိန်းကြော်သွားပြန်ပြီဒါအပိုင်းချထောင်းတော့ရာကြော်သွားပြီဖြစ်ပါတယ်လုံးနဲ့ဖြုတ်နေဖြုတ်နေပေါ့ကွာကျွန်တော်နောက်ကနေအမီလိုက်ဒါပေမဲ့ရရင်လည်းမမောင်းရဘူးကြပြီပြီပေါ့အင်းဆိုင်ကြီးစီးရဲ့ကမှာကိုစပီကိုနိုင်ရမယ်ပေါ့နော်ကိုအန်ဒီတင်မွာတီတာပေါ့ရရင်မြန်လို့ရမလို့ကျွန်တော်တော့အလိုပဲတမတ်တယ်ကိုနိုင်တော့နိုင်ပြီစီးနောက်ကနေလိုက်ရပါမယ်ရှူရင်းရရာဒီလူရလည်း ตายတော့ရမ်းလာရင်ဖူကြီးတောင်ကြီးရတယ်တောင်စောင်းတိုင်းပေါ့နော်ရမ်းလာရင်ဒီဘုရားမှာဖူကြီးတောင်ကြီးနင်းနေတကူဖြူပိုင်နေရမ်းလာတာပေါ့ဘာလိုက်ပါလဲဒီတော့ကျွန်တော်တွေတော့ပုံမူရောက်ကန်နေကြတယ်ချင်းရှူတော်ကြီးနေလိုက်ကျွန်တော်တွေပေါ့လာနေဖြစ်ပါတယ်ဒီဘက်ရောက်တော့ဒီမောက်ပုံမူနမေကြီးနေရာတကူပဲဆိုတော့ပိတ်ရတဲ့ဖြစ်တော့လာတဲ့လူတွေများတော့ကားတွေပိတ်နေတယ်မရောက်ခင်ပါ ရွှေရုံမကြီးရတော့ခိုင်းလိုက်ရောက်တော့ကြတော့ကျွန်တော်ဒီကိုင်းနောက်မှာပဲဖြည်းဖြည်းပဲဟောကနေ maybe လိုက်ရတာပေါ့ဗျာဒီ reason ကြီးတော့ဘယ်လိုမောင်းလဲပြီးတော့ကျွန်တော်ဒီကျွန်တော်ဘိန်းကြီးနောက်မှာဖြည်းဖြည်းပဲမောင်းတာ reason တမရမပြောရအောင်လမ်းပိတ်တော့ကျွန်တော်ဒီတောင်ညာဘက်ပိုင်းကျွန်တော်ပတ်ပြီးမောင်းတာဒီဘက်ကနေလူရှင်းတယ်။တော့ပုံမှန်သွားတဲ့လမ်းတိုင်းဆိုရင်ပါကင်ရောက်ဖို့ကဂါဒန်ကြီးအရှိရှိပဲ ဆက်ကျွန်တော်ဒီဘက်ညာဘက်ကနေပတ်ပြီးတော့ငင်းငင်းတော့ရောက်သွားတာပေါ့ဗျာအဲ့မှာပဲစုံမယ်ဆိုပြီးတော့အဖွဲအဲ့မှာကားကြီးလည်းပိတ်နေတော့အဖွဲကွေးသွားတယ်ရာကြီးနာကျွန်တော်တို့ဒီဘက်ကပတ်သွားတဲ့ပုံစံကြီးကတော့တောင်ချီပါကင်ကိုရောက်လာတယ်ပေါ့ဗျာဒါပေမဲ့တောင်ပေါ်တက်ချင်ဟိုမှာပြီးမှမြင်တဲ့အတိုင်းပဲတောင်ပေါ်တက်မယ်ဆိုရင်ဒီဘယ်လိုပြောမလဲကီဝင်းနဲ့တက်ရတာပေါ့အဲ့တောင်ပေါ်ကတောင်ပေါ်တက်ဖို့မဆောင်ရင်လူတိုင်းညာရှိရွေး ုံးတွေတောင်းပေါ်တော့မတက်ခဲ့ပါဘူးအဲဒီပါကင်ရောက်တော့ရှေ့ရခွဲမရောက်သေးလို့လှမ်းပြီးတော့ဖုံးပန်းချက်ဆက်တော့သူတို့ကဟိုဘက်မှာစောင့်နေတယ်ဒီဘက်ကမလာတော့ဘူးရဲ့အဲ့ဒါနဲ့ကျွန်တော်လည်းအယူပြန်သွားပါတော့ဗျာဒီလာလည်းဘာမှတော့လို့လို့မရတော့ဘာတောင်းမတက်ရဲ့လို့နောက်မှတန်းစီနေရကြီးာတော်တော်စိတ်ပျက်ဖို့ကောင်းတယ်လောက်ကြည့်ရတယ်မပြောတော့ဘူးလေဟုတ်လားအဲ့တော့ဒီကျွန်တော်ဆောင်းတဲ့သူတို့ရှိတဲ့နေရာကိုပြန်သွားရပါမယ် မြင်တဲ့အတိုင်းပဲမသွားလို့လည်းမရအောင်ဒီမှာလေကေဘယ်စီးဖို့အတွက်ကိုအဲ့လိုမျိုးကြီးစောင့်နေရတာဆိုတော့တကယ်လို့အဲ့ဒီတောင်ပေါ်သွားမယ်ဆိုရင်ပေါ့နော်စောစောစီးစီးသွားတာအကောင်းဆုံးမှာသူတို့နေလေကင်းမှာပါညာဆိုအဲ့လိုကြီးစောင့်ရပါလေအဘိုးအဲ့ဒီကြီးလက်တော့မယ်โอเคโอเคတာမပြီးရတော့โอเคပါဘယ်တော့မှာမဟုတ်ဘူးကျွန်တော်လားအဲ့နာနာကြီးကလားဟုတ်လားဟိုယူအောင်လဲမှာမဟုတ်ဘူးအမြန်လဲဆိုရင်တနာကြီးတတာပဲမဟုတ်ဘူး โอเคเลิกไปนะครับบ๊ายบายโอเคบ๊ายบายด้วยโอเคအဲ့တော့ねကျွန်တော်တို့ဒီတူတူကတူချိုဘက်ကိုပြန်တယ်ကျွန်တော်အဲ့ဒီချီဆိုးဘက်ကိုတရားလေးပြန်လာဆိုတော့ရစီပဲကျွန်တော်ဖြည်းဖြည်းနဲ့ပြန်လာတာပဲဖြစ်ပါတယ်ဘရာဒါရင်းနဲ့အမှမဲ့တက်ပြီးတော့စုံမယ်ပေါ့ဗျာလုံးဆက်ခဲ့ပါတယ်အခုလို့ကျွန်တော်ရဲ့ဗီဒီယိုလေးကို ပီဆိုအောင်ကြည့်ပြီးသွားကြတယ်ယောက်ျင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေမှာလည်းတွေ့ကြပါမယ်ဘာသာ